ဟုတ်လို့ခင်ဗျာကျွန်တော်ခဏခဏလာမေးကြတာပေါ့နော်ကျွန်တော် page မှာ copyright ထိတဲ့ဥစ္စာဘယ်လိုတိပို့နိုင်မလဲ copyright ထိတယ်ဆိုရင်ဘယ်လိုဖြတ်သွားရမလဲအဲ့ဒီဥစ္စာ video လေးနဲ့အသေးစိတ်လုတ်ပြပေးပါလို့ပြောတဲ့အတွက်ကြောင့်မို့ဒီနေ့ဒီ video မှာ copyright video ဘယ်လိုရှာရမလဲဘယ်လိုဖြတ်ပြစ်သွားရမလဲဆိုအားလုံးအသေးစိတ်လုတ်ပြကျွန်တော်ပြောပြရှင်းပြပေးမယ်အိမ်စွန့်ဘေးရအဆက်36မှာဒီ page status ဘယ်လိုရှိတဲ့ချက်တွေ့ချိလိုက်ပါမယ်ဒီ page status က straight တစ်ချိန်ထိပြီးမှအဝါရဖြစ်ပြီးမှကျွန်တော်ရှိမှ service attack စာကျွန်တော်တို့ပြုပြင်နေတဲ့အချိန်မှာအခုဆိုရင် page is recognition enable ဖြစ်ပြီးလာတဲ့အတွက်ကြောင့်မို့ page မှာတင်နေတဲ့ post content တွေ rich englishman တွေတော်တော်လေးကိုကောင်းလာပါတယ်ပထမတော့ချက်ချင်းပြပါပေါ့နော်အဓိက main နေရာကျွန်တော်သွားပါမယ်အခုနဲ့ကျွန်တော်ပြောတဲ့ဥစ္စာပါနော် back ပြန်ဆုပ်ပြီးအပေါ်အဆက်30ထောက်သွားမှာကျွန်တော်ဒီ helen sport တစ်ချက်သွားပါမယ်ခင်ဗျာနော် helen sport တစ်ချက်နေပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆို sport in boss တစ်ချက်နေပြီးသွားမယ် နောက်တစ်ခုကျွန်တော်တို့ you are allowed ဆိုရှိရဒီယောဆက်တစ်ချက်နေပြီးသွားမယ်ခင်ဗျာနော်ကျွန်တော်ဒီယောဆာဆိုရင်ဒါ Facebook ကပေးထားတဲ့ copyright တွေဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော် page မှာတင်တဲ့ content တွေကနောက်ခံတချင်းထည့်ထားတယ်ဒါမှမဟုတ်ကျွန်တော် copy song ဘာညာယူသုံးတယ်ဒါမှမဟုတ် copy clip ဘာညာဒါမှမဟုတ်တချင်း clip ဘာညာယူသုံးတယ်ဒါမှမဟုတ် sky clip ဘာညာယူသုံးတယ်ဆိုလို့ရှိရင်အခုလိုမျိုး strike လာတယ်ဒီ strike ကဒီအိမ်ထားမယ်ဆိုရင်ကျွန်တော်ရဲ့ page ကိုလည်းဒီမနောက်တချင်း strike ထိပ်မှာ page က has been unpublished has been suspended ဒါမှမဟုတ် has been reached ဘာညာ ဖြစ်တော့ပွင့်နိုင်တဲ့အတွေ့အကြုံမျိုးဒီဥစ္စာကျွန်တော်ဖြစ်ပြီးတော့မယ်ဆက်လက်ပြီးကျွန်တော် page မှာဒီဥစ္စာတွေကျွန်တော်ဆက်လက်ပြီး design ထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော် page ကတင်လိုက်တဲ့ post content ဒီမှာ rich englishment ကြတဲ့အတွေ့အကြုံမျိုးဒီဥစ္စာဘယ်လိုဖြစ်ပြီးသွားမှာလဲဆိုကျွန်တော်တစ်ချက်ပြပေးမယ် address ဒီဥစ္စာတစ်ချက်ပြနေမယ်ပြပုံပြန်နေပေါ့နော်ဒီဥစ္စာမှာဆိုလို့ရှိရင်တော့သူကဒီနောက်ခံတခြင်းနဲ့ပတ်သက်ပြီး corporate ထိတဲ့ whole aim တော့တင်ထားတဲ့ video မှာ corporate ထိတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဥစ္စာဒီကနေဖြတ်မယ်ဆိုရင်ဖြတ်ရခက်တဲ့အတွက်ကြောင့်မို့ကျွန်တော် C detail တစ်ချက်နေပြီးတော့မယ် ဒါကြောင့်သူကိုယ်တိုင် accept လုပ်ပြီးသွားတဲ့အတွက်ကြောင့်မို့သူကဒီအစင်းအောင်ပြတာပေါ့နော်ဒီလိုမျိုးလှုပ်သွားလဲကျွန်တော်တို့ဒီ video မှာတင်တဲ့ revenue ကျွန်တော်တို့လည်းလုံးဝမရဘူးပြီးလို့ရှိရင်ဒီ video လည်းဒီ page မှာဆိုရင် only you can see this video ဆိုပြီး page owner page admin ကိုလည်းမြင်တွေ့ရတဲ့အတွက်ကြောင့်မို့ design time ဆိုလည်းဘာမှကိုမထူဘူး design time ဆိုကျွန်တော် page အတွက် end ရများတဲ့အတွက်ကြောင့်မို့ဒီဥစ္စာဘယ်လိုဖြတ်သွားရမလဲဘယ်လိုလှုပ်ဆောင်သွားရမလဲဆိုပြီးကျွန်တော်တို့ Chrome browser တစ်ချက်တွားရပါမယ် Chrome browser မှာကျွန်တော်တို့ရဲ့ Facebook account ကို login ဝင်ရပါမယ်အဲ့အတွက်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ Facebook account တစ်ချက်လာမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်ဆုံး asset တစ်ချက်နေမှာကျွန်တော်ဒီမှာ desktop set ပြောင်းရမယ်နော် desktop set ပြောင်းထားပြီဆိုရင်တော့ကျွန်တော်တို့အခုနောက် page ကိုတစ်ချက်တွားလိုက်ပါမယ်အခုနောက် page က d page ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ page ကိုယူလိုက်ပါမယ်အဲ့ဒီ page ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အခုနောက်အတိုင်းကျွန်တော်ပြန်ပြီးတွားမယ် helen support တစ်ချက်ပြန်နေပြီးတွားမယ် pin support inbox တစ်ချက်နေပြီးတွားမယ် ur alert တစ်ချက်နေပြီးတွားလိုက်ပါမယ်ခင်ဗျာနော်ပြီးရင်တော့ကျွန်တော်အခုနောက်ပြတဲ့ဒီအပေါ်ဆုံး video ဖြစ်တဲ့အတွက်ကြောင့်အပေါ်ဆုံးအဗီဒီယိုကျွန်တော်တစ်ချက်နှိပ်ပြီးမှသွားလိုက်ပါမယ်။ဒီဥစ္စာဘယ်လိုဖြတ်ပြီးသွားရမလဲဆိုရင်ပေါ့နော်။အဲ့အတွက်ကျွန်တော်ဒီဥစ္စာနည်းနည်းဆွဲချဲ့ပြီးပြောရမှာဆိုရင်25 June 2000စကူဆိုတော့ကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်ပြီးသွားလိုက်ပါရက်ဆွဲထောက်သွားမယ်နော်။ just so ထောက်တော့မယ်ဆိုကျွန်တော်ဒီမှာတစ်ချက်ကြည့်မအောင်ဒီမှာဆိုရင် only you can see this video ဆိုမှဒီမှာပြရမှာ only you can see this video ဆိုပြီးသူကပြရခင်မြဲပြီးလို့ရှိရင်ကျွန်တော်ဒီ revenue လောက်ထားတဲ့အတွက်ကြောင့်မဟုတ်ဘဲ owner ဥစ္စာမှာတော့ publish ဖြစ်တယ်ဒါပေမဲ့ဒီ page မှာတော့ only you can see this ဆိုတဲ့ဥစ္စာဒီ video ကဆက်လက်ပြီးထားမယ်ဆိုလည်းအဆင်မပြေတဲ့အတွက်ကြောင့်ဒီဥစ္စာကျွန်တော်တစ်ချက်နှိပ်ပြီးမှဖျက်ရပါမယ်အဲ့တွဲဒီမှာ delete video တစ်ချက်နှိပ်မယ် ပြီးကျွန်တော်ဒီမှာ delete နေပြီးသွားမယ်ကျွန်တော်တကယ်လို့ iPad တို့ဒါမှမဟုတ် laptop desktop နဲ့ဖြတ်ပြီးသွားမယ်ဆိုရင်အရင်မြင်နေခင်ဗျာအများသောအဖြစ်ဖုန်း user တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဖုန်းနဲ့ပြပေးပါလို့ခဏခဏပြောတဲ့အတွက်ကြောင့်ကျွန်တော်ဖုန်းနဲ့ပြပေးဖြစ်ပါတယ်အဲ့ဒီပုံစံအတိုင်းကျွန်တော် step by step ကျွန်တော်ဖြတ်ပြီးမှသွားရပါမယ်ခင်ဗျာနော်ဒီမှာဆို straight ထိအများရှိရပထမဖြတ်တဲ့ဥစ္စာပြတ်သွားခဲ့ပြီးနောက်တစ်ခုကျွန်တော်ဖြတ်ပြပေးမှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်နောက်တစ်ခုကျွန်တော်တစ်ချက်နေပြီးသွားမယ် ဒီဥစ္စာမဲ့ဒီလိုပဲဆိုလို့ရှိရင်လည်းကျွန်တော်ဒီ yes ဆွဲလေးကျွန်တော်တစ်ချက်ပြန်ထောက်သွားလိုက်မယ်ပြီးဆွဲလေးနည်းနည်းကျင်းလိုက်မယ် default ပြန်လာပြီဆိုရင်ကျွန်တော်ဒီ asset onset ပြန်နေမယ်ပြီးကျွန်တော် delete video တစ်ချက်နေမယ်အောက်က delete တစ်ချက်နေပြီးတောင်းမယ်ဆိုရင်ဒီ process အတိုင်းကျွန်တော် step by step ဖြတ်ပြီးမှတွားရပါမယ်အဲ့လိုမျိုးကျွန်တော်တို့တစ်ချက်ပြန်မှကျွန်တော် default application တစ်ချက်လာပြီးကျွန်တော်ပြပြပေးမှာပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဒီ page မှာထိနေတဲ့ဒီ straight အားလုံးကျွန်တော်ဖျက်လို့ပြီးသွားခဲ့ပြီဆိုမှတန်းနေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ facebook page တွေကိုကျွန်တော်တစ်ချက်ပြန်သွားရပါမယ် facebook page တွေတစ်ချက်သွားပြီးမှဆိုရင်ကျွန်တော်တင်တဲ့ video တင်တဲ့ content တွေတစ်ချက်ပြန်စစ်ဆေးရမယ်ကျွန်တော်တင်တဲ့ video တွေမှာကျွန်တော်တင်တဲ့ content တွေမှာနောက်ခံတခြင်း copyright ဖြစ်နေတယ်ဒါမှမဟုတ်သူများတခြင်းတွေယူသုံးထားတယ်သူများ video တွေယူသုံးထားတယ်သူများတက်ပုံတွေယူသုံးထားတယ် copy post copy ကနဲ့အခြား social media တက်ပုံပညာဗီဒီယိုပညာကလစ်ပညာယူသုံးထားရဆိုရင်အဲ့ဒီဥစ္စာလေးတွေကျွန်တော် page မှာစစ်ဆေးပြီးမှအလုံးဖြတ်မယ်အလုံးဖြတ်လို့ပြီးတော့ copy ဆိုမှတက်ရင်ဒီ page မှာကျွန်တော် original post original content ကိုပိုင်ဗီဒီယိုကိုပိုင် content တမမဟုတ်ရင်လည်းကိုပိုင် content တင်ဖို့မနိုင်ဘူးသူများဗီဒီယိုပဲယူပြီးသုံးချင်တယ်ဆိုရင်အဲ့ဒီဗီဒီယိုဘယ်လို edit လုပ်ပြီးတွားရမယ်ဆိုပြီးကျွန်တော်ရဲ့အရှိဗီဒီယိုမှာကျွန်တော်တင်ထားပြီးတော့ကြည့်နိုင်ပါတယ်သူများဗီဒီယို သူများ page ကသူများ YouTube channel က video တွေအလွယ်တကူ download ဆွဲပြီး edit လုပ်ပြီး page မှာတင်ပြီး YouTube channel မှာတင်ပြီး content marketing ကနေ money shop ပြီးမှဝေငွေရှာတော့ရပါတယ်။ else နဲ့ပတ်သက်ပြီး cost အသေးစိတ်လုပ်ပြီးမှကျွန်တော် video တင်ထားပြီးတဲ့ else တစ်ချက်တော့ကြည့်နိုင်ပါတယ်ခင်ဗျာနော်။ဒီနေ့ဒီ video တွေလာပြီးအားလုံးကျွန်တော်ကျေးဇူးတင်တယ်။နောက်တစ်ခု video မှာကျွန်တော်တို့ဒီ phone နဲ့ပဲ page quality အဝါရောင်အနီရောင်ဖြစ်တဲ့အစားဘယ်လို request view တင်ပြီးတော်ရမလဲဆိုပြီး step by step ကျွန်တော် part 2 video မှာကျွန်တော်ပြပြပြပေးမယ်။အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်။